ပြင်အားတင့်တင့်မြေငလင်သတင်းများမင်္ဂလာပါ။ Audio Wine စော်နိုင်ကနေကြိုဆိုပါရစေ။ဒီကမှာတော့မြန်မာနိုင်ငံအတွင်းမှာလှုပ်ခတ်သွားတဲ့ပြင်အားတင့်တင့်မြေငလင်သတင်းများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မနေ့က2025ခုစက်တလပိုင်း23ရက်နေ့မှာမြေငလင်မြန်မာနိုင်ငံအတွင်းမှာ၅ခုလောက်လှုပ်သွားပါတယ်။ပထမဆုံးမနက်ခင်း6:48မိနစ်ချိန်မှာမန္တလေးမှာလှုပ်သွားပါတယ်။ ဒီငလင်ကတော့မန်းလင်းကတီးရတူတွေလည်းတီးလိုက်ကြပါတယ်မတီးရတူတွေလည်းတီးလိုက်ကြပါဘူးနောက်ပြီးတော့ application တွေငလင်း center တွေကလည်းအချက်လက်တွေထုတ်ပြန်ကြေညာတာမတွေ့ရပါဘူးဒါပေမဲ့ငလင်းလောက်ခတ်မှုကတော့ line မှာမှာရောလက်ကွက်တွေတွေကလူတွေလည်းတီးကြပါတယ်ဒါကမနေ့6နာရီ48မိနစ်ချိန်ကငလင်းမှာအဲ့တော့ငလင်းလောက်တာတော့တီးကြပါတယ် လိုင်းမောက်မှာရောရက်ကွက်ထဲမှာရော6နာရီ48မိနစ်မှာလှုပ်သွားရဲဆိုတာတွေ့ရပါတယ်။ဆက်လက်ပြီးနိုဝင်ဘာလ23ရက်နနက်7နာရီ39မိနစ်ချိန်မှာမြန်မာနိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်ရန်ကုန်မြို့မှာ245မိုင်ခန့်ကွာ165မိုင်ကွာအဒမင်ပန်းလယ်အဒမင်ပင်လယ်ကျမ်းမြအောက်6မိုင်မှာအင်အားမကနေကျူ5.3အဆင့် အာသင်းတင်မြေငလင်လှုပ်ရှားသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့နိုဝင်ဘာလ23ရက်မွန်လွဲတနာ42မိနစ်ချိန်မှာမြန်မာနိုင်ငံပြည်တွင်ရန်ကုန်မြို့မှ342မိုင်ကွာစစ်ကန်အရှေ့မြောက်ဖက်အုံကျော်နီမြေအောက်နှက်6မိုင်မှာအင်အားမကနေကျု3ပွိုင်းအဆင့်မြေငလင်လှုပ်ရှားသွားပါတယ်။ဒီငလင်ကတော့မန္တလေးမှာတိလိုက်တဲ့သူတွေ မနက်အစောကငလျင်ထက်ပိုပြီးတော့များပါတယ်ဆက်လက်ပြီးတော့နိုဝင်ဘာလ23ရက်နေ့မှာပဲမွန်လွဲ2နာရီ28မိနစ်ချိန်မှာမြန်မာနိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ရန်ကုန်မြို့မှာ245မိုင်ကွာထွေမြို့အနောက်ဖက်ကီလိုမီတာ165မိုင်ကွာအာမင်ပင်လယ်ကျမ်းပြင်အောက်6မိုင်မှာမဂနီကျူ3.7ဆင့်မြေငလင်းငယ်ထပ်မံလှုပ်ရှားသွားပါတယ်ဒါက စစကျွန်တော်တို့5.3ငလင်းရနဲ့ဒီနေရာကအတူတူလောက်ပဲဖြစ်ပါတယ်ဆက်လက်ပြီးနိုဝင်ဘာလ23ရက်ညနေ4:28မိနစ်အချိန်မှာရန်ကုန်မြို့မှာ948မိုင်ကွာစကိုင်းတိုင်းဒေသကြီးဟောမလင်းမြို့အနီးတောင်နှမ်းအောက်အနက်69မိုင်မှာမဂနီကျူ3.5အဆင့်မြေငလင်းငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်ဒီကျွန်တော်တို့စကိုင်းဘက်ကဟောမလင်းဝန်းကျင်အနေနဲ့ လိုငလင်းအသေးလေးတွေအလှုပ်များတဲ့အထဲမှာပါပါတယ်။ဆက်လက်ပြီးတော့ဒီနေ့2025ခုနိုဝင်ဘာလ24ရက်မနက်9:40မိနစ်အချိန်လောက်မှာစကိုင်းတိုင်းမောင်ရွာမြို့အနောက်ဘက်ဂျင်းမာပင်ဂျိုးကြဝင်းအနီးမြေအောင်နဲ့49.8မိုင်မှာပြင်းအားမကနေကျ3.3နဲ့နှုတ်ခတ်သွားပါတယ်။